ဆိုမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ကျွန်တော် time မှာအာဒီကြောင်းတက်မဲ့သူတွေအတွက်ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်ပြောပြပေးချင်တာပေါ့နော်ဆိုတော့အမ်အထူးသဖြင့်အာ time မှာကျွန်တော်တို့ဟိုဟိုပါပေါ့နော်ကျွန်တော် university ပေါ့နော် university ကို international student အနေနဲ့တက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်လောက်ကုန်နိုင်ရရှိလဲဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောမှဖြစ်ပါတယ်ဆိုတော့အဓိကကတော့ကျွန်တော်ဒီမှာပြောချင်တာကတော့အာမြန်မာဝင်နေတော့ကျွန်တော်မတွက်ပြတော့ဘူးပေါ့နော်ဆိုတော့မြန်မာဝင် နေတော့မှပြပြတော့အဲ့ဒါကိုကျွန်တော်တို့လက်ရှိပေါက်သေးနေမြှောက်ကြည့်ရင်တော့ကျွန်တော်တို့နည်းနည်းလေးအဆင်ပြေလိမ့်မယ်နောက်တစ်ခွကျတော့ကျွန်တော်က um educational consultant မဟုတ်ဘူးကွာเนาะအဲ့ဒါကြောင့်တချို့ university တွေရဲ့ um ဒီဘယ်လိုမျိုး process တွေရှိလဲပြီးတော့ရင်ပတ်စံအတီကြဘယ်လောက်ရှိလဲဆိုတာကျွန်တော်လည်းမပြောတတ်ဘူးကွာเนาะဆိုတော့ကျွန်တော်ကလက်ရှိဘယ်မှာတက်နေလဲဆိုရင်ကျွန်တော်က CM မှာတက်တာပေါ့เนาะ CM မှာတက်တယ်အဲဘန်ကောက်ပေါ်မှာရှိတာပေါ့เนาะဘန်ကောက်မြို့ပေါ်မှာရှိတယ် အာဒီကျွန်တော်ရဲ့အကြောင်းကအမှန်တမ်းပြောရင်တော့ဈေးတက်တာတွေလည်းပါတယ်ဈေးတက်တာတွေလည်းပါတယ်အာဈေးတက်တာတုံးတွေမှာပါတယ်လို့ပြောလို့ရရပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ဥပမာပြင်ကျွန်တော်တို့ကျွန်တော်တက်နေတဲ့ ID major ဆိုရင်သူကအာဒီ၄နှစ်လုံးစာပေါ့နော်ကျွန်တော်၄နှစ်လုံးစာမှာအဲဘတ်၄သိန်းပဲပေးရတယ်ပေါ့နော်ဘတ်၄သိန်းပဲပေးရတယ်ကျွန်တော် business ဆိုရင်တော့၃သိန်းကျော်ပဲပေးရတယ်အဲ၃သိန်းကျော်ပဲပေးရတယ်၃သိန်း6000ကျော်8000လောက်ပေါ့နော်ဆိုတော့ဒါကတော့အဲ၃သိန်းကျော်8000၃သိန်း6000 8000ဆိုတော့ဒါ ဘန်ကောက်မြို့ပေါ်မှာကျွန်တော်တို့ဈေးတက်တာတဲ့အကြောင်းအဲအကြောင်းလို့ပြောလို့ရတယ်တခြားအကြောင်းတွေဆိုရင်တော့အာကျွန်တော်တို့ဘက်9သိန်းကျော်ကျွန်တော်တို့ဘက်6သိန်းကျော်9သိန်းကျော်အဲ့လိုမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့ university လိုက်တော့ကျွန်တော်တို့အာဒီပတ်စံနေရာတော့နည်းနည်းလေးပေးရတဲ့ tuition fee တွေကတော့ကျွန်တော်တို့꽈တယ်ပေါ့နော်ဆိုတော့အမ်ဒီအစိုးရအကြောင်းနဲ့ကျွန်တော်တို့ public အကြောင်းဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်ဒါ time မှာဒါပုံကျွန်တော်ရန်ကုန်မှာလည်း အတူတူပဲပေါ့နော်ဆိုတော့နှစ်မျိုးရှိတယ်အထဲမှာမှကျွန်တော်တို့ဒီစိုးရအကြောင်းတွေလည်းကျွန်တော်ဈေးပေးရတာပဲပေါ့နော်ဒါပေမဲ့စိုးရအကြောင်းတွေကကျွန်တော်ကျွန်တော်တို့အာ scholarship ပေးတဲ့ကျွန်တော်တို့ဟာရရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအချိန်တစ်ခုအာအချိန်လေးရတယ်ဆိုရင်တော့အကြောင်းလျှောက်ဖို့အချိန်လေးရရင်ဆိုတော့ကျွန်တော် GED တို့ SAT တို့ IELTS တို့ပေါ့နော်အဲ့လိုမျိုးဟာရပြင်ဆင်ပြီးတော့အာကျွန်တော်တို့အကြောင်းလျှောက်တယ်ဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့စိုးရအကြောင်းတွေကျွန်တော်လျှောက်လို့ရရပေါ့နော် အစွဲကြောင့်လည်းကျွန်တော်နည်းနည်းလေးပို့ပြီးတော့ ranking လည်းကောင်းတယ်ကျွန်တော်တို့တင်တင်ချိုင်းလည်းပိုကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ပေးရခြင်းတူတူတော့ကျွန်တော်အစွဲကြောင့်တက်တာပို့ပြီးကောင်းတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ခုနကပြောတဲ့ကျွန်တော် process တွေကိုအရင်ကြီးနဲ့အချိန်မကုန်ခြင်းကိုကမြန်မြန်အနာကျင်နိုင်မျိုးရှိရတယ်နော်ကျွန်တော်တို့ပုတ်ကလေးကကြောင်းနေရတော့ပို့ပြီးတော့မြင်တာပေါ့နော်ဘာလို့လဲဆိုတော့သူကဝင်ခွင့်ကအနောက်ကြီးမခတ်ဘူးအစွဲကြောင့်နေရတော့ဝင်ခွင့်ခတ်တယ်ပေါ့နော်အစင်းစင်း interview တွေဖြေရတယ်ကျွန်တော်တို့ အာ portfolio တချို့ portfolio CV တွေတောင်းနိုင်မျိုးရှိတယ် interview တွေဖြေရတယ်ဟို test D test ပေါ့နော်အဲ့လိုမျိုးဖြေရတယ်ပေါ့ကျွန်တော်တို့ဒီပုံလေးကအကြောင်းတွေကတော့များသောအားဖြင့်တိုက်စီရမဖြေရတာများတယ်ဖြေရတယ်ကျွန်တော်တို့အင်္ဂလိပ်စာလောက်ပဲဟိုအဖျားပဲကျွန်တော်တို့ဖြေရတာပေါ့နော်ဆိုတော့အဲ့လောက်ကြီးကြီးမလုပ်ဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ကျွန်တော်အကြောင်းဆိုရင်ကျွန်တော်တို့၄သိန်းပေးရတယ်ဗတ်၄သိန်းပေးရတယ်၄နှစ်စာပေါ့နော်ဆိုတော့၄နှစ်စာဆိုရင်ကျွန်တော်တို့ကတစ်နှစ်ကိုတစ်သိန်းပေါ့နော်ဆိုတော့၄သိန်းကိုတစ်ခါလဲသွင်းစရာမလိုဘူးပေါ့နော်အဲ၄သိန်းကိုတစ်ခါလဲသွင်းစရာမလိုဘူး အဲ၄နှစ်စာလုံးမှာမှကျွန်တော်ဆက်မစတာတစ်ခုရင်းစီကို9000စီခွဲပေးခွဲပေးလိုက်ရရတယ်ပေါ့နော်အဲ့တော့ဆက်မစတာတစ်ခုကိုကျွန်တော်က၄၅၄၅လောက်ပါကြာတာဆိုတော့လေအဲ့၄၅လအတွင်းမှာပဲကျွန်တော်တို့အဲចောင်းလကပြန်စုပေါ့နော်မိဘတွေလည်းចောင်းလကအဲ့လောက်ကြီးစိတ်ပူစရာမလိုဘူးဗက်လေးသိန်းလုံးတစ်ခါလေးသွင်းစရာမလိုဘူးဒါကတော့ကျွန်တော်တို့ time machine ရဲ့အကြောင်းတော်တော်များကအဲ့လိုမျိုးပါပဲအာ Samsung light တော့မဟုတ်လဲ times light ပေါ့နော်သူတို့တွင်းရတယ်အာ program light ကြီးမှာ batch 6သိန်းဆို6သိန်း5သိန်းဆို5သိန်း9သိန်း9သိန်းအဲ့လိုကြီးပေးကြ အာမလို့ဘူးပေါ့နော်ဆိုတော့အထိုင်းမှာကျွန်တော်ပြန်များကျွန်တော်တို့ကြောင်းလာကားကအများသောအဖြစ်9သိန်းခွဲ6သိန်းအာ9သိန်းခွဲ6သိန်း9သိန်းအဲ့ဒီကြားမှာတော့ရှိရပေါ့နော်ဒါပုံမှန်အာဒီဖက်ဒရယ်လက်ကောင်းတယ်တကယ်လည်းဟိုဟိုတင်ကြိုင်းလည်းမဆိုးတဲ့အကြောင်းလေးဆိုရင်အဲ့လောက်တော့ယူကြရပေါ့နော်ကျွန်တော်တို့အကြောင်းကိုကတီးဟိုတီးကြိုင်းဈေးတတနေရပေါ့နော်ဆိုတော့ဈေးတတနေအများအာကျွန်တော်တို့ပေးဆက်လိုက်ရတဲ့ဟာမျိုးရောရှိမှာပေါ့နော်တချို့ federal မကောင်းတာမျိုးရရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အာကျွန်တော်ဆိုရင်ကျွန်တော်တငယ်ချင်းနေဆိုရင်အာဈေးကျွန်တော်တို့ ဈေးက2ဆလောက်กว่าရောကျွန်တော်တကယ်ဟိတက်တဲ့ចောင်းနဲ့ကျွန်တော်တက်တဲ့ចောင်းဆိုရင်ဒီဈေး2ဆလောက်กว่าတယ်ဒါပေမဲ့กว่าနဲ့မြကျွန်တော်တို့တခြားဟိုင်လဲအကုန်กว่าတယ်ပေါ့เนาะဆိုတော့ပတ်စံရပိုးပေးရရဆိုတာမျိုးတော့မဟုတ်ဘူးပေါ့เนาะသူပေးရတဲ့အကြောင်းရင်းကအဲရှိရပေါ့เนาะဆိုတော့ အဲ့တော့ကြောင့်ကိုကဘယ်လိုမျိုးအဲ university တက်ရှင်လဲအဲ့ဒါကိုကျွန်တော်တို့ကဆုံးဖြတ်ဖို့လိုတယ်အဲကိုကဒီကနောက်တစ်ခါကျတော့ကိုကဘာ major တက်ရှင်တာလဲပေါ့နော်ကိုဘာစိတ်ဝင်စားလဲကိုဘာ major တက်ရှင်လဲကပထမပေါ့နော်ပြီးတော့မှကိုက budget ဘယ်လောက်ရှိလဲအဲ budget ဘယ်လောက်ရှိလဲကဒုတိယပြီးတော့မှကျွန်တော်ဘယ်ကျောင်းကိုရွေးရမလဲဆိုရင်ဟာတတိယအချက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့စဉ်းစားသင့်တယ်အဲကျွန်တော်ကဘာလို့ဒီကျောင်းကိုရွေးလဲဆိုရင်တိအချက်ကကျွန်တော်ကအမ်ပြောမယ်ဆိုရင်တော့ကျွန်တော်လုပ်ငန်းဝင်လဲကျွန်တော်ကဝင်ထားပြီးသားပေါ့နော်ပြောချင်တာကျွန်တော်က career တစ်ခုကလည်းရှိထားပြီးသားဖြစ်တဲ့အတွက် ဲကျွန်တော်တို့ဒီဘွဲတစ်ခုကအဲ့လောက်ကြီးထိ support မဖြစ်ဘူးပေါ့နော်မဖြစ်ဘူးဆိုတာကဟိုဒီအကြောင်းကိုမကောင်းကောင်းနဲ့ကျွန်တော်တို့ဒီပြောခြင်းမဟုတ်ဘူးပေါ့နော်ဆိုလို့ကျွန်တော်ကကျွန်တော်ကဒီ career တစ်ခုထဲမှာလုံနေတာရကြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဘွဲရရုံတက်တက်လောက်ပဲကျွန်တော်ကတတ်တာပေါ့နော်ဆိုတော့ဒါတစ်အချက်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကပတ်စံအများကြီးမတုံးကျွန်တော်တို့က bachelor ဖြစ်နေရတဲ့အကြောင်းပေါ့နော်ဆိုတော့ကျွန်တော်ကမန္တလေးမှာ bachelor တက်ဖို့အတွက်အတိုက်အခံနည်းနည်းလေးကြီးနေပြီတဲ့ထဲပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ကြောင့် ဟိုပတ်စံအများကြီးလည်းမကုန်းကျင်တာနောက်တစ်ခါကျတော့အဲကျွန်တော်ရေပညာရေးရီမန်ချက်ကကျွန်တော်ကျွန်တော်တို့ကကျွန်တော်က master ထိသွားကျင်တာပေါ့ PhD ကျောင်းမသွားကျင်ပါဘူးဆိုတော့ဒီ master ထိကျွန်တော်တက်ရှင်တာဆိုတော့ကျွန်တော် master အတွက်လည်းကျွန်တော်ပတ်စံအာဒီပြန်ရှာမှနဲ့ကျွန်တော်တို့အဲ့တော့ကြီးမသုံးကျင်တာနဲ့ကျွန်တော်ကအာဈေးဈေးတတာတွေအကြောင်းကိုကျွန်တော်ရွေးလိုက်တာပေါ့နော်အဲတခြားအကြောင်းတွေလည်းကျွန်တော်တို့အဲဒီလိုမျိုးဟိုဒီအကြောင်းကပိုကောင်းလို့ရွေးတာမျိုးတော့ကျွန်တော်မဟုတ်အဓိကတော့ကိုယ့်ရဲ့ needs ကဘာဖြစ်မလဲမို့လို့ကိုကအာနိုင်ငံခြားမှာအကြောင်းတက်ရှင်တယ်ဒါပေမဲ့ဈေးအများကြီးလည်းမတုံးရှင်ဘူ အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးကြောင်းတွေရွေးလို့ရတယ်မဟုတ်ဘူးကိုကအဲတခြားကျွန်တော်တို့အာဒီပတ်စံလဲတက်နိုင်တယ်အမ်အဓိကမိဘထောက်မှတ်မှုလည်းရှိတယ်ဆိုရင်တော့တခြားကြောင်းတွေတက်ဖို့တော့အဲပြောကျင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ပညာရေးကတော့များသောအားဖြင့်တော့ကျွန်တော်တို့ကတူတူပဲပေါ့နော် တူတူပဲဆိုတာကဟိုကျွန်တော်ပတ်သက်နေရတာမပြောချင်ဘူးပေါ့ဒါပေမဲ့များသောအားဖြင့်တော့ကျွန်တော်တို့ process ကတော့အတူတူပဲ အဲတင်ကြားတဲ့ပုံစံကလည်းအတူတူပဲအဓိကဘာကြီးกว่าမလဲဆိုရင်တော့ facility กว่าမယ်ပေါ့နော်အကြောင်းအပေးထားတဲ့ထောက်ပံ့ထားတဲ့ကျွန်တော်တို့မှာဖြင့်အဲဒီ computer တွေ library တွေအဲ့လိုမျိုးကျွန်တော်တို့ရှိမှာကျွန်တော်တငယ်ချင်းအကြောင်းဆိုရင်တို့ကို iPad ပေးရပေါ့နော်ဆိုတော့ကျွန်တော်တို့အကြောင်းမှာပေးဘူးအဲ့လိုမျိုးကျွန်တော် facility တွေအဲကျွန်တော်တို့กว่าမယ်အဲဒီကတော့ campus ပေါ့နော် campus site တန်းတန်းလေးကြွားတယ်ပေါ့နော်ပြီးတော့ဆိုတင်ကြားတဲ့ပုံစံပေါ့နော်တင်ကြားတဲ့ပုံစံကဟိုဈေးကြီးရတယ်အများဆရာသမားကောင်းတွေကိုပို့ပြီးတော့ high end လုပ်နိုင်တယ်အဲ့တော့ကြောင့်ဆရာသမားကောင်းတွေနဲ့ပို့ပြီးတော့တွေးခွင့်ရမယ်ပေါ့နော် ဆိုတော့အဲ့လိုမျိုးတော့ကျွန်တော်တို့ရှိတယ်တပြင်းဟာကတော့ process တွေတင်တဲ့ပုံစံတွေကျွန်တော်တို့ဘယ်လိုပြောမလဲဒီဒီဟိုတင်ကြားတဲ့ကျွန်တော်တို့ဒီ curriculum တွေအများဆုံးဖြင့် similar ဖြစ်တာများတယ်ပေါ့နော်ဆိုတော့ similar ဖြစ်တာများတယ်အဲ့တော့ကြောင့်ကိုကအာဒီအကြောင်းတစ်ခုတက်တော့မယ်ဆိုရင်ဒီဦးနှက်ကပြောသလိုပေါ့နော်အဲကိုတက်ရှင်တဲ့ဒီ major career ကိုကျွန်တော်တို့အရင်ဆုံးဖျက်ဖို့လို့ပြီးကို budget ဘယ်လောက်ရှိလဲပြီးရင်ဘယ်အကြောင်းကိုကျွန်တော်တို့ရွေးမလဲပေါ့နော်ဆိုတော့အဲ့ဒါတစ်ခုဆုံးဖြတ်ပြီးတော့ရင်ကျွန်တော်တို့ curriculum လေးလိုက်ကြည့်ဖို့လို့ရယ် ါမကျောင်းတိုင်းကတော့ ID တင်တာပဲပေါ့နော်ကိုက ID တက်ရှင်တယ်ဆိုကျောင်းတိုင်းကတော့ ID တင်ဒါပေမဲ့ကိုတက်ရှင်တဲ့ ID major ကဘယ်လိုမျိုးလဲအမ AI ကျောင်းတက်ရှင်တာဒါမှမဟုတ်လဲ assistant ကျောင်းတက်ရှင်တာဒါမှမဟုတ်လဲ networking ကျောင်းတက်ရှင်တာအဲ့တော့ computer science လာဆိုတော့အဲ့လိုမျိုး major ခွဲအများကြီးရှိတာဖြစ်တဲ့အတွက်အဲကိုတက်ရှင်တဲ့ဟို major ကိုကျွန်တော်တို့အဲ့အောက်မှာ curriculum တွေဘာဘာဘာဆက်ပြတဲ့တင်လဲဆိုတာကိုကျွန်တော်တို့အဲဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့အာဒါကတော့ကျွန်တော်တို့များသောအားဖြင့်အာဒီဒီပေါ့နော်ပြန်ပြီးချော့မယ်ဆိုရင်တော့ ထိုင်းနိုင်ငံမှာကျွန်တော်တို့ចောင်းလာကကဘတ်၄သိန်းပေါ့နော်ကျွန်တော်တို့ចောင်းဆိုရင်ဘတ်၄သိန်းရှိတယ်၄သိန်းဘတ်ဝန်းကျင်မှာ3သိန်း6000ကျော်ဘတ်၄သိန်းဘတ်ဝန်းကျင်ရှိတယ်တချို့ចောင်းနေဆိုရင်ဟိုမှာ Bangkok University တို့ပေါ့ဆိုရင်9သိန်းခွဲအဲ6သိန်းလောက်ရှိမယ်ပေါ့နော်တချို့ major အဲ့ထက်ပိုစည်းကြီးရမျိုးရှိတယ်ဥပမာပြင်ကျွန်တော် UDT City မှာကျွန်တော်တန်ငယ်ရင်တက်နေရဆိုရင်ကျွန်တော်တို့ဘတ်အဲ9သိန်းလောက်ရှိရပေါ့နော်ပြီးတော့ရင်ကျွန်တော်ရှောက်ခဲ့မှုတဲ့ចောင်းတစ်ចောင်းလည်းရှိရအဲ့ဒါက Harvard Space ပေါ့နော်အဲ့ Harvard Space ဆိုလည်းကျွန်တော်တို့အဲကျွန်တော်ကသဘောကျတယ်ပေါ့နော်တင်တာတင်ကြတဲ့ပုံစံတော့သဘောကျတယ်ဒါပေမဲ့ဈေးကအရင်ကြီးရေပေါ့နော်ကျွန်တော်ဆိုရင် 85ရာခိုင်နှုန်း scholarship ရခဲ့တာအဲဒါတော့မှပတ်အဲ9သိန်းအထိသွင်းရဖို့ရှိရပါတော့အဲကျွန်တော်မတက်မတက်နိုင်လို့ကျွန်တော်မတက်ဖြစ်ခဲ့တာပါတော့ဆိုတော့အဲ့လိုမျိုးတော့ရှိရအဲ့တော့ဘတ်9သိန်းဆိုရင်ကျွန်တော်လက်ရှိတက်နေတဲ့အကြောင်းထက်2ဆောင်ကျော်တယ်ပါတော့ဆိုတော့အဲ့တော့ဟိုအဓိကတော့ကိုယ့်ရဲ့ needs နဲ့ wants ကဘယ်လိုမျိုးဖြတ်မလဲပုံပြီးပြီးတော့အเจ้าကိုရွေးလို့ရတယ်ပါတော့ဆိုတော့အများသောအားဖြင့်ကျွန်တော်တို့ average တွက်လိုက်မယ်ဆိုရင်တော့အเจ้าလားကားတွေက9သိန်းကျော်ကျွန်တော်တို့6သိန်းကျော်အဲ့အကြောင်းမှာတော့ကျွန်တော်တို့ရှိရပါတော့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့အများသောအားဖြင့်မြန်မာငွေနဲ့တွက်ကြည့်ပြီးတော့ အဲကျွန်တော်တို့ဆုံးဖြတ်လို့ရပါတယ်နောက်ပိုင်းနောက်နေ့ကျရင်လည်းကျွန်တော်အဲထိုင်းနိုင်ငံမှာကြောင်းတက်တဲ့အခါကျရင်ကျွန်တော်ဘာတွေဘယ်လောက်ကုန်ကြလဲဆိုတော့တစ်ချက်လေးကျွန်တော်အဲဟိုပေါ့နော်နေထိုင်စေးပေါ့နော်ဘယ်လိုမျိုးကုန်ကြလဲဆိုတော့ကျွန်တော် share လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်